အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာပေါ်လွန်အကစားသတင်းအစုံလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် CK 2025ပြိုင်ပွဲဝင်မြန်မာလေးစဉ် U23 အသင်းနီးပြချုပ်ကူရိုဆာကီက အသင်းရဲ့တိုက်စစ်ပိုင်းနေရာအတွက်အင်္ဂလန်နိုင်ငံလက်စတာမြို့အကယ်ဒမီထွက်ပေါ်တူဂီနိုင်ငံ လာဂို့စ်ကလပ်မှာကစားခဲ့တဲ့မန်ဒလေးစာတီတိုက်စစ်ကစားသမားဖြစ်တဲ့သူရင်ထွန်းကိုအဖြစ်ခေါ်ယူခဲ့ပါတယ် ရှိကင်ကာအသည်မှာကာလရှိတန်ရာကအနာယူခဲ့တဲ့ဥက္ကဋ္ဌနိုင်လဲပြန်လဲပါဝင်နေပါပြီ။ကုရုဆာကီရဲ့ရှိကင်ကာအသည်ကနိုဝင်ဘာ17ရက်နေ့ကဥမျိုးမင်းထွန်းရဲ့ရှိကင်ကာဝေးတင်တဲ့ကစားခဲ့တဲ့နေရာမှာ၃ခုနှစ်ခုနဲ့အနာရရှိရပါတယ်။ရှိကင်မြန်မာဝင်မဲ့ U23 အသင်းအနေနဲ့မြန်မာလီစင်အသင်းနဲ့နိုဝင်ဘာ17ရက်နေ့မှာခြေစမ်းဖို့စီစဉ်ခဲ့ပေမဲ့အသင်းရဲ့ခရီးစဉ်တွေကြောင်းပြတ်ပြတ်ခဲ့ရပါတယ်။ ဗမာနာမြန်မာလေဆိပ်မြေတမီဖူဇယ်တင်ကစီကိန်းအကျိုးပြင်ဆင်မှုတရက်အဖြစ်အော်တိုဖာနှောင်းပိုင်းကထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့လေ့ကျင့်ခြေစမ်းပွဲတွေရှင်းပြခဲ့ကြပါတယ်။ခြေစမ်းပွဲမှာထိုင်းလေဆိပ်မြေတမီအသင်းပါဝင် ထိုင်းမြေတမီလီပြန်ဝဝင်အသင်းတွေနဲ့လည်းရှင်းပြခဲ့ကြပါတယ်။မြန်မာလေဆိပ်မြေတမီဖူဇယ်တင်ကိုလီပြားချုပ်အဖြစ်ထိုင်းလူမျိုးနီးပြားကတာဝန်ယူကိုင်တွင်နေပြီးတော့လက်ရှိမှာ MFF Fuzel Stadium မှာတနေ့နှစ်ကြိမ်လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ မြန်မာယူဆချောက်အသင်းအနေနဲ့အာရှယူဆခွန်ခြေသက်ပွဲစဉ်တွေမှာအကောင်းဆုံးရှင်ပြန်နိုင်ရဲ့အတွက်တရုတ်နိုင်ငံမှာတွားရောက်လိချင်းမှုတွေပြုလုပ်လျက်ရှိပါတယ်။တရုတ်လူရေးစင်ယူဆချောက်အသင်းနဲ့ခြေဆံပွဲကစားခဲ့တဲ့နေရာမှာလေကိုကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။အာရှဗလာယူဆခွန်ခြေသက်ပွဲအုပ်စုကြီးပွဲစဉ်တွေကိုဒုဝနာဘောလုံးကွဲမှာနိုဝင်ဘာ22ရက်နေ့ကနေပြီးတော့30ရက်အထိကျင်းပတော့မှာဖြစ်ပြီးတော့အင်ရှင်မြန်မာနဲ့အတူအိုမန်၊အာဖဂန်နစ္စတန်၊ဆီးရီးယား၊နီပေါ်သင်းတို့ရှင်ပြန်ရမှာဖြစ်ပါတယ်။ AFC Women Champion League အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်မြန်မာမြို့သမီကလပ် ISP Women FC အသင်းကမနက်ဖြန်မြန်မာစံတော်ချိန်ည9:00အချိန်မှာမြောက်ကိုရီးယားမြို့သမီကလပ်နာဂိုရန်အသင်းနဲ့ရှင်းမဲ့ကစားသွားမှာဖြစ်ပါတယ်။မြန်မာဘောလုံးအကစားတင်ဆက်မှုတွေကိုချန်နယ်သက်တဲ့ဆိုရင်တော့ Subscribe Like and Comment တွေပြုလုပ်တော့ပေးကြပါအခုလိုနောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်နေဆုံးလို့ကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။